မင်္ဂလာပါရှင်။2025ခုနှစ်ဇွန်လ23ရက်နေ့ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျမကတော့မှုမှုပါရှင်။တောင်တာမြို့နယ်တိုက်ပွဲအတွင်းမှာစစ်သား3ဦးသေဆုံးပြီးတော့တအူးကိုအရှင်ဖမ်းမိကလက်နက်ခဲယမ်းများရရှိလိုက်ပြီးစင်တဲဝချောင်းကိုဖျက်တမ်းရမှာစစ်သား9ဦးခန့်ရင်းနှစ်သေဆုံးတယ်လို့ဖမ်းမိတဲ့စစ်တုပ်ပန်းကထွက်ဆိုလိုက်ပါတယ်။ တန်တောင်ကြီးစစ်တပ်ကြီးတိုက်ခိုက်ရေးသင်တန်းကျောင်းမှာတက်ခွဲမှုအရာရှိသင်တန်းစင်များလိုက်ပါလာတဲ့စစ်တပ်ရင်တော်ကို တိုက်ခိုက်မှုမှာ စစ်တပ်ဘက်မှတက်ခွဲမှုဗိုလ်ကြီး၈ဦးအပါအဝင်၉ဦးသေဆုံးခဲ့ပါတယ်။အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်နေတဲ့အမြောက်တပ်၃၄၄မှစစ်တပ်စတင်ဆုတ်ခွာနေတယ်လို့သိရပါတယ်။ရွှေပြည်သားဝါတရားစက်ယုံမှာရှိတဲ့ရန်ဒါ အထယ်ကျုပ်စက်ရုံမှာအလုတ်တမား2000ကျော်စုပေါင်းပြီးတော့လောက်ခလာစာနဲ့အချိန်ပိုကြီးတူးမြင့်ပေးဖို့ဆန္ဒပြတောင်းဆိုနေပါတယ်။ကော့ဂရိတ်မြို့နယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်နိုင်ရေးအိမ်ပေါ်ကြာရောက်ပောက်ကွဲခဲ့ပြီးမိသားစုဝင်5ဦးအပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့ရပါတယ်ရှင်။ဒီသတင်းလေးနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမဆောင်တဲ့တပုတ်အနေနဲ့မန္တလေးတိုင်းတောင်သာစင်တဲဝချောင်းအနီးတိုက်ပွဲမှာစစ်သား၃ဦးသေဆုံးပြီးတော့တအူးကိုအရှင်ဖမ်းဆီးရရှိထားကြောင်းတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောပါတယ်။မနေ့ကဇွန်လ12ရက်နေ့နနက်10:00နာရီခန့်အချိန်မှာတောင်သာမြို့နယ်စင်တဲဝချောင်းအနောက်ဘက်မှာရှိတဲ့ထဏောင်းကုန်းပြူရွာကထွက်လာတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား၃ဦးသေဆုံးခဲ့ပြီးထောက်ပံ့ပို့ဆောင်ရေးတပ်အမတ် 928မှာတက်လာတဲ့ကျော်နိုင်ဝင်းကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။တောင်တာမြို့ဘက်ကထွက်လာတဲ့စစ်ကြောင်းကိုကားပေးမယ်ထဏောင်းကောင်ကထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်တာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲကတနိုင်လောက်ကြာခဲ့တယ်လို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ဒါပြင်တေဆုံစစ်သားများထံမှ G3 အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက်တို့အပြင်လဲနှစ်စီးဖြစ်တယ်လာတဲ့ RPG ထိတ်ဖူးဆယ်ဘူး ကြီပေါက်၃ခုကြီ138တောင်းဒရုန်းဂျမ်မာတစ်ခုနဲ့စစ်ဝစ်စစ်စာအသုံးဆောင်ပစ္စည်းတချို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာလူသားတိုင်းကအဖြစ်ဖမ်းဆီးလာတဲ့ပြည်သူ9ဦးကိုလည်းအထိကိမရှိကဲတင်နိုင်ခဲ့ပြီးစစ်တုပ်ပန်းဖမ်းဆီးရမိတဲ့တပ်သားကျော်နိုင်ဝင်းရဲ့ထွက်ဆိုချက်အရစင်တဲဝါချောင်းအတွင်မျောပါလာတဲ့တေဆုံးစစ်သား9ဦးရှိတယ်လို့ထပ်မံသိရပါဗျ။သူတို့ကကျွန်တော်တို့ PDF တွေရှိမှန်းသိတော့ကျွန်တော်တို့ရှိတဲ့ဘက် တက်ကွင်းဘက်ကိုပြေးခိုင်းတာမပြေးရင်တက်ပြစ်မှာဆိုပြီးတော့တနက်တွေပြစ်ဖောက်ပြီးတော့ပြေးခိုင်းတာပြေးခိုင်းတဲ့အချိန်ကျွန်တော်တို့အရှိရောက်လာတော့ပြည်သူတွေကဝစ်နေတာပေါ့ကျွန်တော်တို့တက်လုံးတဲ့အချိန်မှာပြည်သူတွေကစာလာအိတ်နဲ့အလံဖြူထောင်ပြတာကျွန်တော်တို့ကစားခါတွေထင်ပြီးတော့တက်လုံးတော့စာလာအိတ်ကိုကျိုးချပြီးတော့အလံဖြူထောင်ပြလို့သူတို့ကိုကယ်လိုက်နိုင်တာလာတာက20လောက်ရှိတယ်စစ်ကြောင်တစ်ခုလုံးမှာ9កောင်ပဲចန်တယ်ဖမ်းမိလာတဲ့တုတ်ပန်းပြောတာကတော့ ။ချောင်းထဲမျောသွားတာခုနှစ်ဦးဝင်းကျင်လောက်ရှိတယ်လို့ပြောတယ်။ရေထဲမျောတဲ့စားခါတွေအကုန်လုံးတေးမှာပဲ။တိုက်ပွဲဖြစ်တာရောရေထဲမျောတာရောဆိုရင်၁၀ဦးလောက်တေးတယ်လို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မြင်းကြက်ခရိုင်တပ်ရင်းအမတ်တုံးနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျာ။ အဲ့လိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာတောင်တာမြို့ကထွက်လာတဲ့အင်အားတရာခန့်ပါတဲ့စစ်ကြောင်းမှလည်းတောင်တာမြို့ကကနေပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်နောင်တက်မြို့စစ်တပ်ကြီးတိုက်ခိုက်ရေးတင်တန်းကြောင်းမှတက်ခွဲမှုတင်တန်းစင်းများလိုက်ပါလာတဲ့စစ်တပ်ရင်နှံကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၉ဦးသေဆုံးခဲ့ကြောင်း People Defend for တန်တောင်တာဝန်ရှိသူတို့ကပြောပါရယ်။ ဇွန်လ9ရက်နေ့ညနေ9:30မိနစ်အချိန်တန်တောင်ကြီးမြို့နယ်ဘရင်တောင်တပ်မြို့စစ်တပ်တင်တန်းကျောင်းမှာတက်ခွဲမှုတင်တန်းဆင်းပါဝင်တဲ့စစ်တပ်ရင်နှောင်းကိုတောင်မူတန်တောင်လမ်းပိုင်း9မိုင်စစ်တပ်စခန်းကုန်းအနီးမှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာတင်တန်းဆင်းတက်ခွဲမှုဗိုလ်ကြီး၈ဦးသေဆုံးကြောင်းဒါပြင်ရင်မောင်းတက်ကြက်တဦးလည်းသေဆုံးခဲ့က၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တေဆုံးတာမှာ၈ဦးကတက်ခွဲမှုတင်တန်းဆင်းပြီးသား အသစ်ဆက်ဆက်လေးတွေလို့ People Defend Force တန်တောင်မှတာဝန်ရှိသူတို့ကပြောပါတယ်။ဒါပြင်မေလ29ရက်နေ့ကလည်းကရင်ပြည်နယ်တောင်ကူလိတ်တိုလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ထုံးပိုကြီးတပ်စခန်းကိုလည်းတော်လှန်ရေးတပ်ဖွဲ့တွေကတွားရောက်ပစ်ခတ်ခဲ့ပြီးပစ်ခတ်မှုအတွင်မှာစစ်ကောင်စီဘက်ကအထိနာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်စင်ရေးကို တောင်ငူခရိုင်တပ်မဟာနေတရင်ကလက်အောက်ခံ People Defend Force တန်တောင် MLB စစ်ကြောင်းနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်ပြီးရေကြည်မြို့နယ်မှာစစ်ကောင်စီတပ်အခိုင်အမာစစ်ပြင်ထားတဲ့အမတ်344အမြောက်တပ်ရင်အမတာ344မှစစ်သားများစတင်ဆုတ်ခွာနေပြီးတိုက်ပွဲများပြင်းထန်လာပါတယ်။344ကအမြောက်တွေကြုံပျော်ခလာရ36ကိုပို့တယ်။ကားတွေနဲ့ မိုးကတွေအုပ်ပြီးတော့ဇွန်လ17ရက်နေ့နဲ့12ရက်နေ့ကစပိုတာတုံးလေးလေးကနေပြီးတော့ဆုတ်ခွာလာတဲ့အခြေအနေဖြစ်တယ်လို့ဒေတာစစ်ရေးသတင်းအရေးမြစ်ကပြောပါတယ်။အမတ်တတုံးလေးလေးကငတိုင်းချောင်းလမ်းပိုင်းမှာ ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့နယ်ခွဲတီရာကုန်းပြင်အုပ်စုမှာရှိပါတယ်။အမတ်တုံးလေးလေးကာကင်းစခန်းကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလကအစတင်ကအာရခတတ်တော် AA နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ကျုံပြောင်မြို့ကရေကြီးငှတိုင်းချောင်းမြို့နဲ့ဆက်ဆက်ပြီးတော့ပသိမ်ဟင်းသရအဝေးပြေးလမ်းဖြတ်တဲ့မြို့ဖြစ်ပါတယ်ရှင်။ခါလာရ36ကိုပို့မဲ့သူလဲအခုမဲရှိတာ။ဂျခိုင်ကတိုက်ပွဲတွေမှာခါလာရ36ကစစ်ကြောင်းလိုက်ပြုတ်တာတွေရှိတယ်။အခုကစစ်ကောင်စီကဗယံပဒါဆုတ်လာပုံရတယ်လို့ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကပြောပါတယ်ရှင်။ လက်ရှိမှာစစ်ရေးအခြေအနေကိုအတိပေးခြင်းမရှိပေမဲ့ရေကြီးငတိုင်းချောင်းနဲ့ကျုံပြောမြို့မဒေသခံများလုံခြုံရေးတတိပြုရဲ့စစ်ကောင်စီစစ်ကြောင်းများရဲ့အန္တရာယ်ကိုမပေါဆိုင်ရန်တတိပေးထားပါတယ်။တိုက်ပွဲက၃လေးလေးကိုဒဲထိုးနေပြီးအင်းအင်းနဲ့ PDF တွေကနည်းမြေဆိုးမှုမှုကောင်းကောင်းရထားပြီလို့သိရတယ်လို့ကျုံပြောမြို့ကန်တောက်ကလည်းပြောပါတယ်။လက်ရှိမှာအာမတ၃လေးလေးအနီးဝင်းကျင်နဲ့ကွာငတိုင်းချောင်းလမ်းပိုင်းမှာရှိတဲ့ ရေနသားရွာအနီးမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေကြောင်းသိရပါရဲ့ရှင်။ကွာငတိုင်းချောင်းလမ်းပိုက်မှာ ရခိုင်ပြည်နယ်နဲ့အေရဝတီတိုင်းကိုထိတ်ဆက်ထားတဲ့အဓိကလမ်းဖြစ်ပါတယ်။2024ဒီဇင်ဘာလ29ရက်နေ့မှာရခိုင်ပြည်နယ်ကွာမြို့နယ်ကိုအေကတင်းယူပြီးတဲ့နောက်မှာအေရဝတီရခိုင်နယ်ဆက်ဒေသတွေဖြစ်တဲ့တာပေါင်းရွှေတောင်ရံရေကြီးမြို့နယ်တို့မှာစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကိုအေအေကထိုးစစ်ဆင်ခဲ့ပါတယ်။ အမြောက်တက်၃လေးလေးနဲ့ဆက်ဆက်တဲ့တိုက်ပွဲသတင်းကို A ကအသေးစိတ်ထုတ်ပြန်တာတော့မရှိသေးပါဘူး။ရေကြီးမြို့နယ်နဲ့ဆက်ဆက်နေပြီးဟင်းသရခရိုင်အတွင်းမှာပါဝင်တဲ့လေးမျက်နာမြို့နယ်မှာကြေးရွာတချို့ကို AA နဲ့ပူပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားပါတယ်။သူတို့လက်လွတ်ခဲ့ရတဲ့ကြေးရွာတွေကိုစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးအသုံးပြုပြီးတော့တိုက်ခိုက်နေတယ်လို့ဒေသခံစစ်ဘေးတိမ်းရှောင်နေသူတွေကလည်းပြောပါတယ်။ တကယ်လို့အမတ်တ34လေးကိုအေးအေးသိမ်းယူနိုင်ခဲ့ပါကအေယာဝတီတိုင်းအတွင်းစစ်ရေအခြေအနေပုံမပြင်းထန်လာနိုင်ပြီးရေကြီးငတိုင်းကြောင်းကျုံပြော လေးမျက်နှာဟင်္ဒရာမြန်အောင်ကွင်းကောင်အင်ကပူမြို့နယ်တို့မှာတိုက်ပွဲများဖြစ်ပွားလာနိုင်တယ်လို့တော်လရင်အင်အားစုတွေကသတိပေးထားပါတယ်။အေယာဝတီတိုင်းတွင်ဖြစ်ပွားနေတဲ့တိုက်ပွဲများမှာဟင်္ဒရာခရိုင်အတွင်းကိုရောက်ရှိနေပြီဖြစ်ပြီးစစ်ရေတတိ ပြင်ဆင်ထားကြရန်နဲ့ရောက်ရှိလာတဲ့စစ်ဘေးရှောင်တွေကိုကူညီကြရန်ဟင်္တရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြီးခဲ့တဲ့ဧပြီလတုန်းကထုတ်ပြန်ခဲ့ပါရဲ့ရှင်။ရေကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းဒေသခံများလုံခြုံရေးသတိပြုရန်ထုတ်ပြန်ထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ဝါတရာဆက်မှုဆောင်မှာရှိတဲ့ရန်တာအထယ်ချုပ် ဆက်ယုံမှာအလုတ်တမား2000ကျော်စုပေါင်းပြီးတော့လှုပ်ခလာစာနဲ့ ODJ တူပြရန်ဆန္ဒပြတောင်းဆိုနေကြောင်းဆန္ဒပြအလုတ်တမားတွေကပြောကြားပါတယ်။ဒီနေ့စွန်လ23ရက်နေ့နှစ်နှစ်ပိုင်းကစပြီးတော့အလုတ်တမားများစုပေါင်းပြီးတော့ဆန္ဒပြနေခြင်းဖြစ်ပြီးတော့အဲ့ဒီဆက်ယုံပိုင်ရှင်ကတရုတ်လူမျိုးဖြစ်ကြောင်းအလုတ်တမားတွေကလှုပ်ခလာစာတရက်၈နိုင်ကြီးကိုငွေကျပ်13000ကျပ်ပေးရန်နဲ့အချိန်ပိုခြင်းတနိုင်ကြီးလင်2500တိုးပေးဖို့အတွက် ဆန္နာပြတောင်းဆိုနေခြင်းဖြစ်တယ်လို့သိရပါဗျ။အခုအလတ်သမားလှုပ်အားကတရက်ကို1800ကျပ်နဲ့ ODJ ကတနအီကို2000ကျပ်ပဲရတယ်။အနီးနားစက်ရုံတွေကတရက်လှုပ်အားက12000ရနေကြပါပြီ။စက်ရုံတော်တော်များများကတကြံပြန်တက်ကြတဲ့က DJ ODJ တိုးနေကြတာ။စံချိန်တွေအရန်တောင်းပြီးတော့အထဲပိုကြီးပို့ပေးမယ်ဆိုပြီးတော့ reset ထွက်လာမှာ လစာထုတ်ခါနီးမှဖြတ်ချားခံရတာတွေလည်းခံရတယ်လို့ဆန္ဒပြအလို့သမားတအုပ်ကပြောပါတယ်။လက်ရှိစက်ရုံမှာအလို့သမား2000ကျော်လုံးဆန္ဒပြနေခြင်းဖြစ်ပြီးတော့စက်ရုံကအလို့သမားအားလုံးအလို့ပြန်စင်ရန်ဖိအားပေးနေကြောင်းညီနိုင်မှုမရှိပေမဲ့အဖြေမထွက်သေးကြောင်းဆန္ဒပြအလို့သမားတွေထံကနေသိရပါတယ်။လက်ရှိမှာစက်ယုံအလုတ်သမား2000ကျော်လုံးဆန္ဒပြနေခြင်းဖြစ်ပြီးစက်ယုံကအလုတ်သမားအလုံးအလုတ်ပြန်စင်ရန်ဖိအားပေးနေကြောင်းညှိနှိုင်းမှုမရှိပေမဲ့ အဖြစ်မထွက်သေးကြောင်းဆန္ဒပြအလုတ္တမထံကနေသိရပါတယ်။ခေါင်းဆောင်ပိုင်းတွေကသူတို့အတွက်လုံလောက်တော့ငြိမ်ခံနေကြပါတယ်။အလုတ္တမတွေအတွက်တရားမျှတမှုမရှိလို့ဆန္ဒပြကြရတာပါလို့ဆန္ဒပြအလုတ္တမတို့ကပြောပြထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်နိုင်ရင်အိမ်ပေါ်ကိုကြာရောက်ပောက်ကွဲခဲ့ပြီးမိသားစုဝင်၅ဦးအပါအဝင်ပြည်သူ၇ဦးသေဆုံးခဲ့ကြောင်းဒေသပြည်သူတွေကပြောပါရတယ်။ ဇွန်လ12ရက်နေ့ညနေ6:00နာရီဝန်းကျင်မှာကော့ကရိတ်မြို့နယ်ကျုံတိုးအခြေဆိုင်ခမရ905တရင်နဲ့ဂျိုင်းတရာတက်မှာတက်ဆွဲထားတဲ့စစ်တပ်ကလက်နက်ကြီးနဲ့စတင်ပစ်ခတ်ခဲ့ကြောင်းစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးမှာကော့ကရိတ်မြို့နယ်ကော့ဘော်ကြီးရွာအတွင်းကိုနိုင်ရေးအိမ်ပေါ်ကိုကြာရောက်ပောက်ကွဲခဲ့ပြီးမိသားစုဝင်9ဦးအပါအဝင်ပြည်သူ6ဦးသေဆုံးခဲ့တယ်လို့သိရပါတယ် စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တေဆုံသူများမှာအသက်38နှစ်အရွယ်ဒေါ်တူတူအသက်5နှစ်အရွယ်မတ်အိန္ဒရာမိုအသက်10နှစ်အရွယ်တာမောင်ဝင်းငွင်းကျော်အသက်42နှစ်အရွယ်ဦးစိန်တောင်းလေးတို့မိသားစုဝင်၅ဦးတေဆုံးခဲ့ကြောင်းဒါပြင်အခြားပြည်သူတအူးဖြစ်တဲ့အသက်45နှစ်အရွယ်ဦးလင်းကုံမာလည်းတေဆုံးခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးက ကော့ဘော်ရွာအစွန်နာရီအိမ်ပေါ်ကြတဲ့မိသားစုဝင်၃ဦးပွဲချင်းပြီးတည်တဲ့ကျန်တဲ့၃ဦးကဒံယာရတာကိုစေယုံပို့စင်မှာလမ်းမှာ၂ဦးထပ်သေးတယ်။ဒံယာရသူ၃ဦးကတော့ဖအံစေယုံအရောက်မှာထပ်ဆုံးတယ်လို့ဒေတာပြည်သူတို့ကပြောပြပါဗျ။ဒါပြင်ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မြောက်ကံမြိုက်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာမြောက်ကံမြိုက်ကျေးရွာနေပြည်သူ၃ဦးထိမှန်တေဆုံးခဲ့ကြောင်း Moon Liberation Army ကသတင်းထုတ်ပြန်ထားပါဗျ။ ဇွန်လ12ရက်နေ့ညနေ4:25မိနစ်အချိန်မှာအကြံဖတ်စစ်တပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့၍အသက်59နှစ်အရွယ်ဦးမြင့်အောင်စီးအိမ်ကွယ်ဒဏ်ရာရရှိကာတေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့လိုမျိုးအကြံဖတ်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေ၍ပြည်သူများအနေနဲ့စစ်ရေးသတင်းတွေကိုနှားဆွင့်ကဂယုဆိုင်နေထိုင်ကြရန်ပြည်သူများကို MLA ကတတိပေးထုတ်ပြန်ထားပါရဲ့ရှင်။ ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြအကျမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြတ်ဆုံးလွတ်မြောက်ကြပါစေရှင်